မင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေပြီးတော့သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကမ္ဘာအခြေအနေအရရက်ကရွေးဦးတော်လန်ရေးအပေါ်မျက်နှာသာပေးမှုအများကြီးရှိတာကိုစိတ်တက်မှကြပဲမိမိခွန်အားဖြင့်အဆုံးသက်အောင်ပွဲဆင်နိုင်ကြောင်း NUG ဝန်ကြီးချုပ်ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကမ္ဘာအခြေအနေအရရက်ကပြည်သူ့ရွေးဦးတော်လန်ရေးအပေါ်မျက်နှာသာပေးမှုအများကြီးရှိနေတာကိုစိတ်တက်မှကြပဲကိုခွန်အားနဲ့ကို ော်လန်ရေးအစုံသက်အောင်ပွဲဆင်နွှဲနိုင်တယ်လို့မနေ့ကပြုလုပ်တဲ့ဂျာကာလာဒီတန်တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဘဟုကော်မတီအစည်းအဝေးအမှတ်စဉ်34မြင်းဆောင်2025မှာ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုလိုက်ပါတယ်။ကမ္ဘာချင်းနေရရကပြည်သူတွေဦးတော်လန်ရေးအပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုလည်းစိတ်ပြတ်အားငယ်နေစရာမလိုပဲကျွန်တော်တို့ဟာကိုအားကိုကိုပြီးဒီနေ့ဒီချိန်ထိရှောက်လန်းလာခဲ့ကြသလိုရှေ့ဆက်ပြီးလဲကိုခုံကိုအားနဲ့တော်လန်ရေးကိုအဆုံးသက်အောင်ပွဲဆင်နိုင်ကြောင်း ပြသနိုင်ဖို့အင်အားတွေရှိနေကြဖို့လိုအပ်ပါတယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။အခုဆိုရင်ဝန်ကြီးတွေဒုတိယဝန်ကြီးတွေနဲ့တာဝန်ရှိသူအချို့ဟာစိုးမိုးထိန်ချုပ်ဒေသတွေစီကိုယ်တိုင်ကိုယ်ကျသွားလာလှုပ်ရှားပြီးမြေပြင်မှာအစိုးရရန်ရစနစ်တကျထူထောင်လေပတ်တာကစလို့အာဂရီလိုက်စားမှုတွေကိုအရေးယူတာတွေအတီးလုပ်ငန်းတွေမှာစနစ်တကျဆောင်ရွက်နေတာကိုလည်းအင်မတန်အားရကျေနပ်မှုရှိတယ်လို့ NUG ဝန်ကြီးချုပ်ကပြောဆိုထားပါတယ်။ ဒါပြင်ဝင်ကြီးဌာနချင်းချင်းချိတ်ဆက်ပူးပေါင်းလှုပ်ဆောင်မှသာပုံမထိရောက်ကောင်းမွန်တဲ့အုပ်ချုပ်ရေးရန်ရရတစ်ခုကိုအသက်သွင်းနိုင်မှာဖြစ်တာကြောင့်ဂျိုးစားလှုပ်ဆောင်ပေးကြဖို့ကိုလည်း NUG ဝင်ကြီးချုပ်ကမှကြားထားပါတယ်။ပြီးခဲ့တဲ့20ရက်နေ့တုန်းကစကိုင်းတိုင်းကတ္တာခရိုင်ဗမောင်မြို့ကအမတ်တစ်စစ်တီတရဲ့ခော့ကဲမှုနဲ့ PDF ရဲဘော်တွေပြည်သူ့ကောက်ကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီးအောင်အောင်မြင်မြင်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်အင်မတန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်းဦးစွာပြောကြားလိုပါတယ်။မြို့တစ်မြို့သိမ်းပြီးပြီဆိုရင်နောက်ဆက်တွဲစီမံလုပ်ဆောင်ရမှာတွေကလည်း အင်မတန်များပြားတယ်ဆိုတာရှေ့မှာအတွေ့အကြုံတွေလည်းရှိခဲ့ပြီးသားဖြစ်တဲ့အတွက်အတွေ့အကြုံတွေကိုအရင်ခံပြီးဝင်ကြီးဌာနများတေချာစွာပေါင်းစပ်ညီနိုင်လှုပ်ဆောင်ကြဖို့အင်မတန်အရေးကြီးပါတယ်လို့ဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောဆိုထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအစည်းအဝေးအမှတ်စဉ်34မြန်ဆောင်2025ကို NUG ပြည်ထောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းဦးဆောင်တဲ့ပြည်ထောင်စုဝင်ကြီးတွေ ဒုတိယဝန်ကြီးတွေအမြဲတမ်းအတွင်းဝင်တွေတွဲဖက်အတွင်းဝင်တွေနဲ့ဌာနဆိုင်ရာတွေကတာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးအာရမစစ်သားစုဆောင်မှုဟာမင်းအောင်လိုင်းအကျိုးအတွက်ပြည်သူကိုတက်ရှိ CEO အဖြစ်အသုံးချနေတာလို့ KNL ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်စီတပ်ကပြည်သူလူထုကိုအာရမစစ်သားစုဆောင်နေတဲ့လို့ရဟာစစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့အကျိုးစီးပွားအတွက်အာရမအသုံးချနေတာဖြစ်တယ်လို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုစစ်ဌာနချုပ်ကဒီကနေ့စက်တင်ဘာ26ရက်မှာထုတ်ပြန်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်တွားနေတဲ့နိုင်ငံရေးအခင်းအကျင်းနဲ့ဖောက်ပြန်တဲ့စနစ်ဟာပြည်သူတရက်လုံးအားထာဝရကျွံပြူရေးတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။သူသည်သူ၏အကျိုးစီးပွားအတွက်နဲ့ကျူးလွန်ထားသည့်ယာစပွင့်မှုများအားပြည်သူကတရားဥပဒေနဲ့အညီတန်းခတ်ခြင်းမှရှောင်ရှားရန်စစ်တပ်ဖြစ်ကာကွယ်ထားသည်။ထိုစစ်တပ်သည်ဖက်စစ်စစ်တပ်ပြီးပြီးပြည်သူလူထုတရက်လုံးအပေါ်ယာစပွင့်မှုကျူးလွန်သည့်တပ်ဖြစ်သည်လို့ KNLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်တပ်ထဲကိုပြည်သူတွေဝင်ရောက်ထမ်းဆောင်လို့စိတ်မရှိတော့လက်ရှိစစ်တပ်တွင်ပြုံတိအင်အားများပြားတာတွေကြောင့်ပြည်သူစစ်မှုတပ်ဥပဒေကိုထုတ်ပြန်ပြီးအာဓမစစ်သားစုဆောင်ဖြည့်တင်းနေရတယ်လို့ KNL ကထုတ်ပြန်ပါတယ်။အဲ့ဒီစစ်သားတွေနဲ့မိသားစုဝင်တွေကိုပုံစံမျိုးစုံနဲ့အကြက်ကိုင်းရေယူတာချိန်ချောက်တာဘွာတာမိုင်းတိုက်တာတွေဒီဇိုင်းမမတ်လုပ်နေတယ်လို့ရှေတန်းစစ်မျက်နှာမှာအာဓမစုဆောင်ထားတဲ့စစ်သားတွေကိုအသိစိတ်ကင်းမဲ့စေဖို့မူရစ်စေဝါတိုက်ကြွေးပြီးတက်ရှိ CEO အနေနဲ့ခံကြုတ်လုပ်နေတာလည်းဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။ မင်းအောင်လိုက်ရဲ့လုပ်ရဟာပြည်သူလူထုသားသမီးရဲ့အသက်တချောင်းကိုခြံစည်းရိုးတိုင်တချောင်းလောက်တောင်တန်ဖိုးမထားဘဲလူသားတိုင်းအဖြစ်တနိုင်ငံလုံးကြဲကြဲပြန့်ပြန့်အုံချနေတာကိုပြည်သူတရက်လုံးသိစေအပ်တယ်လို့ KNLA ကထုတ်ပြန်ပါတယ်။အနာသိန်းစစ်တပ်ဟာနိုင်ငံတော်ဝန်လူငယ်တွေကိုအထိကထားပြီးမိမျိုးစုံနဲ့စစ်သားစုဆောင်ပြီးအချိန်တိုစစ်တင်တတ်ပြီးရှေ့တန်းစစ်မျက်နှာတွေဆီလွတ်နေတာအပြင်တိုက်ပွဲတွေမှာရှေ့ဆုံးကလူသားတိုင်းအတွင်စစ်တိုက်ခိုင်းတာတွေလှုပ်ဆောင်လျက်ရှိတယ်လို့ ကရင်ကချင်နဲ့ရခိုင်တိုက်ပွဲတွေမှာတော်လန်ရေးအဖွဲ့တွေစီကိုအလင်းဝင်ခဲ့ကြတဲ့စစ်ကောင်စီတပ်သားတွေကပြောပြထားပါတယ်။ချမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။